ဲစုငယ်မရရှိနိုင်တဲ့ MGN Golden Crown ကြီးကိုအရယူပြီးမြန်မာကုံဆောင်နိုင်တော့မယ် MGM 2025 winner ဆုရှင် JK Sophia ပရိသတ်များအလုံးမင်းမင်လာပါရှင့်လက်ရှိအလှမယ်လောကမှာဘယ်သူမှမရနိုင်သေးတဲ့ဂုံတူးဆောင်တရဖူကြီးကိုရယူတော့မယ်အလှမယ်ကတော့ JK Sophia ပဲဖြစ်ပါတယ် တမရဲ့အခုလိုထူးချွန်ထက်မြက်လာတဲ့အရေးအချင်းတွေကမြန်မာအလားမယ့်လောကရဲ့ထိတ်ဆုံးကိုရအောင်ပို့ဆောင်ပေးနိုင်ခဲ့ရပါ။နောက်ပြီးတော့အရင်နှစ်ကပြည်သက်တွေကြောင့်မှအရန်နဲ့မဲ့ကြီးခဲ့တဲ့အလားမယ့်တဲစုငယ်မရရှိခဲ့တဲ့အကြီးမားဆုံးသော Miss Grand International Crown ကြီးကိုပါရယူသွားတော့မှလည်းဖြစ်ပါတယ်။အခုမကြခင်အချိန်မှဆိုရင်တော့အလားမယ့်လောကကပြည်သက်တွေရဲ့ရင်ခွန်ရဆုံးအချိန်ဖြစ်တဲ့ မစ္စဂရန်အင်တာနက်ရှင်နယ်ပွဲစဉ်ကြီးကိုကျင်းပပြုလုပ်သွားတော့မှာပါပြီးခဲ့တဲ့နှစ်ကတော့အလုံးသီးတဲ့အတိုင်းပဲအဆင်မပြေမှုတွေများစွာနဲ့အဆုံးသတ်ခဲ့ရပေမဲ့ဒီနှစ်မှာတော့မြန်မာလူမျိုးတွေရဲ့ဂုဏ်ကိုဆောင်နိုင်ဖို့အလှမဲ့လေးဂျီဂီဆိုဖီယာကအစွမ်းကုန်စူးစမ်းတော့မှာဖြစ်ပါတယ်သူမကပုံမှန်ထက်လည်းပိုပြီးတော့ရင်းကျက်တယ်လို့ပိုပြီးတော့တည်ငြိမ်တဲ့သီးခံနိုင်စွမ်းတွေကိုပိုင်ဆိုင်ထားတာကြောင့်နိုင်ငံတကာမှာမျက်နှာပြက်စရာအဖြစ်တွေလည်းကြုံတွေ့ရမှာမဟုတ်ပါဘူးဒီလိုရင်းကျက်တွေကိုပိုင်ဆိုင်ထားပြီးတော့အရန်လေးလှပတဲ့အလှမဲ့လေးကိုမစ္စဂရန်မြန်မာ National တာအသေးကောင်ဒူးအလွေလက်ထက်တုန်းကလုံဝကိုအစင်မပြေခဲ့ပေနဲ့ပြဿနာတက်ခံခဲ့ရတဲ့မျက်နာပြက်မှုတွေကိုလည်းဖက်ဆဲပြီးသွားမှာဖြစ်ပါတယ်။အလားမဲ့သဲဆုငင်းကလည်းပင်ကိုအီချင်းရှိသူတယောက်ဆိုပေမဲ့ကိုယ့်ရဲ့အီချင်းတွေကိုယုံကြည်မှုလွန်ကဲပြီးတော့မဖြစ်တဲ့နာတွေဖြစ်သွားခဲ့တာပေါ့။နောက်ဆုံးသူများနိုင်ငံအလယ်မှာတီးခတ်နိုင်စွမ်းတွေတိတ်မရှိတဲ့အတွက်အလားမဲ့တရဖူကိုပြန်ယုံသိမ်းခံခဲ့ရပါသေးတယ်။ဒီလိုဖြစ်တွေ့ကြောင်းမြန်မာအလားမဲ့တွေကအီချင်းမရှိဘူး။စောင့်ထိန်နိုင်စွမ်းမရှိဘူးလို့အထင်သေးခံနေရတာတွေကို JK Sophia ကပြန်လည်ပြုပြင် င်ပြီးတော့မှာဖြစ်ပါတယ်။သူမကအသက်ငယ်ရွယ်ပေမဲ့တကယ်ကိုထူးချွန်တဲ့အရေးချင်းတွေကြောင့်ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကိုလည်းအတိုင်းအတာတစ်ခုထိရယူနိုင်ခဲ့တာဖြစ်ပါတယ်။အလားမဲ့တယောက်မှာရှိတဲ့ရှိထိုက်တဲ့အရေးချင်းတွေအလားမဲ့တယောက်ရဲ့စိတ်သဘောထားတွေကိုလိုအပ်ချက်မရှိပြည့်စုံအောင်ကြိုတင်ပြင်ဆင်ပြီးတော့လေ့ကျင့်ထားပြီးပြီလည်းဖြစ်ပါတယ်။သူရဲ့တော်လတ်ထက်မြတ်တဲ့ပုံစံလေးတွေကြောင့်ပရိသတ်တွေကတော့သူမပေါ်မှာမျှော်လင့်ချက်အကြီးကြီးထားနေကြတာပါ။အခုဆိုရင်တော့နိုင်ငံတကာအလားမဲ့တွေနဲ့ရှင်ရရောကြမနေပဲထင်သာမြင်သာရှိနေတဲ့အရာ ောင်းအဝါတွေကြောင့်တော်တော်လေးကိုနာမည်ကောင်းတွေရရှိနေပါပြီ။ပုံမှန်ဆိုရင်မြန်မာအလှမယ်တွေတော်တော်များများကအရေးချင်းရှိပြီးတော့အကောင်းဆုံးနဲ့စူးစမ်းကြပေမဲ့နောက်ဆုံးပွဲစဉ်ကြီးမှာအဆင်မပြေမှုတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။လူချင်းနဲ့ရလနဲ့ဝေးကွာခဲ့ရတဲ့ရှေးကဆီနီယာအလှမယ်တွေရဲ့အဖြစ်ပြက်တွေကိုကြည့်ပြီးတော့ Miss Grand မြန်မာ2025ကိုစားပြုအလှမယ်လေး JK Sophia ကတော့ စုကြည်ရရှိနေအောင်စူးစမ်းနေမှာဖြစ်ပါတယ်။သဲစုငိမ့်နဲ့ရှင်ရင်ရုပ်ရည်အနေထားပညာအရေးချင်းဆိုရှယ်ကောင်းမှုတွေအကုန်လုံးဘာတကူမှနိုင်ကြမနေပဲတီးခတ်နိုင်စွမ်းနဲ့စူးစမ်းမှုတွေထပ်ပေါင်းဆက်လိုက်ရင်တော့ဒီနေ့အတွက် Crown က JK Sophia အတွက်ဆိုတာသိကြသလောက်ရှိနေပြီဖြစ်ပါတယ်။ဒါကြောင့်မလို့ပြီးခဲ့တဲ့နေ့ကစီနီယာတွေမရောက်ရှိနိုင်ခဲ့တဲ့အမြင့်မားဆုံးဆိုတဲ့နေရာကြီးကိုတက်လှမ်းသွားနိုင်မလားဆိုတော့ပို့ပြီးတော့ရင်ခုန်စွာနဲ့စောင့်မျှော်နေရပါပြီ။အားလုံးရဲ့အမြင့်မားရောအခုနှစ်အတွက်ကိုစားပြုအလှမယ်လေး JK Sophia တယောက်စီနီယာအလှမယ်ဖြစ်တဲ့သဲစု ုငင်မရရှိနိုင်ခဲ့တဲ့တရပူကြီးကိုရယူနိုင်မယ်လို့ထင်မြင်မိလားဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်ကြီးစုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်